ူကရိန်းရဲ့လက်တုပ်ပြမှုကမော်စကိုမြို့ကိုအမှောင်ကျစေခဲ့ရုရှားဟာလူသားချင်းစာနာထောက်ထားမှုစီးမြင်းနိုင်ကိုကျော်လွန်ခဲ့တာကြောင့်ယူကရိန်းကတော့တီးမခံနိုင်တော့ပါဘူး။နိုဝင်ဘာလ3ရက်နေ့မှာပူတင်ရဲ့ drone တပ်ဖွဲ့ဟာအမတန်ဆိုးဝါးတဲ့တိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ခဲ့ပါရီ။လမ်းလျှောက်ပြီးလုံခြုံရာကိုသွားနေကြတဲ့တပ်ကြီးရွယ်ကိုဇနီးမောင်နှံနဲ့သူတို့ရဲ့ခွေးလေးကိုရုရှားတပ်ပစ်ခဲ့ကြပါရီ။ အဲ့ဒီဇနီးမောင်နှံကတိုက်ခိုက်သူတွေမဟုတ်ဘူးဆိုတာပြတယ်အဖြူရောင်အလံကိုဝေရဲနေခဲ့ပေမဲ့လေဒီလိုဖြစ်ခဲ့တာပါဒီလိုမျိုးလောရဲဆိုကြီးအတွက်ယူကရိန်းကပြင်းထန်ပြီးတမိုင်းဝင်နဲ့တုံ့ပြန်မှုနဲ့ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်ယူကရိန်းကဒုံးကျည်တွေနဲ့ဒရုန်းတွေအများပြားကိုအသုံးပြုပြီးရုရှားရဲ့အကြီးဆုံးဒရုန်းစက်ရုံတွေကတစ်ခုကိုဖျက်ဆီးပစ်ခဲ့ပါတယ် ရုရှားရဲ့ရေနံချက်စက်ရုံတွေနဲ့အဓိကဓာတ်ပိစက်ရုံတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုတွေဟာအခုဆိုရင်အတော်လေးပြင်းထန်လာပြီးလွန်ခဲ့တဲ့ခုနှစ်ရဲ့အတွင်းမှာရုရှားမှာမီးပြတ်တာအကြိမ်250ရှိပြီလို့သတင်းပို့ထားပါတယ်။ဆောင်းရသည့်ရောက်လာတဲ့အချိန်မှာတော့ရုရှားနိုင်ငံသားတိမ့်ချီဟာလျှက်စင်မီတာမဟုတ်အပူပိစနစ်မရှိဘဲနေနေကြပါတယ်။ဒီဆောင်ရသည်ကပူတင်ရဲ့စစ်ရာဇဝတ်မှုတိုင်းကိုယူကရိန်းဒုံးတွေနဲ့တွေမကပဲယူကရိန်းဒုံးကြီးတွေပါပြန်လည်တုံ့ပြန်နေတယ်ဆိုတဲ့ပထမဆုံးသောဆောင်ရသည်ဖြစ်နေပါရဲ့ ။ဒါကြောင့် Kremlin နန်းတော်ဟာသူတို့ရဲ့၃နှစ်ကြာပြဿနာဖြစ်စေတဲ့အခြေအနေဟာတရားဝင်အဆုံးသတ်တော်မယ်ဆိုပြီးတကယ်ကိုစိုးရိမ်လာပါရယ်။ဒါဆိုရင်တော့အစအနေစလိုက်ကြအောင်ပါ။နိုဝင်ဘာလ၃ရက်နေ့မှာယူကရိန်းကကမ္ဘာကိုတုံ့လုံစေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုထုတ်ပြခဲ့ပါရယ်။စစ်ပွဲတွေကကြောက်စရာတွေကြားမှာတော့ဒါကွဲပြားနေခဲ့ပါရယ်။ Kharkiv မြို့ကရွာငယ်လေးတစ်ခုမှာတက်ကြီးွယ်ကိုဇနီးမောင်နဲ့ဟာသူတို့တဘွားလုံးတိဆောက်ခဲ့တဲ့အိမ်ကိုစွန့်ခွာဖို့ဆုံးဖြတ်ခဲ့ကြပါရယ်။ ဒီလိုလောက်ကတဲ့အကြောင်းရင်းကရုရှားတပ်ဖွဲ့တွေဟာပို့ပြီးနီးကပ်လာလို့ပါခေမုံဖြူသူကသူ့ရဲ့ခွေးလေးကိုရှေ့မှာတင်ပြီးစပိန်စီးခဲ့ပြီးဇနီးဖြစ်သူကဘေးနားကနေလိုက်ပါခဲ့ပါတယ်ခေမုံရဲ့လက်ထဲမှာအရသားဖြစ်ပြီးတိုက်ခိုက်သူမဟုတ်ဘူးဆိုတဲ့သင်္ကေတဖြစ်တဲ့အဖြူရောင်အလံတစ်ခုရှိနေခဲ့ပါတယ်ဒါကသူတို့ကိုကာကွယ်ပေးဖို့ရည်ရွယ်ခဲ့တာပါဒါပေမဲ့လည်းဒါဟာမကာကွယ်နိုင်ခဲ့ပါဘူးလမ်းမေးကမြေအိုင်းပင်တွေထဲကနေရုရှားရဲ့ပောက်ကွဲစီတဲ့ဒရုန်းတစ်စီးဟာစောင့်နေခဲ့ပြီးဒရုန်းကိုပေါင်းနေသူကတိုက်ရိုက်ရုပ်ပုံကိုကြည့်နေခဲ့ပါတယ် အဲ့ဒီဇနီးမောင်နဲ့နှီးကပ်လာတဲ့အခါ drone ကတိတ်တဆိတ်ပြန်တက်လာပြီးသူတို့စီကိုတက်တက်တိုးဝင်သွားခဲ့ပါတယ်။နောက်တော့ပောက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။အဖြူရောင်အလံဟာလည်းအဖိုးကြီးရဲ့လက်ထဲကနေလွင့်ဆင်သွားပြီးအနီးနားကလဲခွင်းထဲကိုချသွားခဲ့ပါတယ်။မိကိုရိငိမ့်သွားတဲ့အခါခင်မုန်းဖြစ်သူဟာလမ်းပေါ်မှာအတက်မဲစွာလဲလျောင်းနေပြီးသူတို့ရဲ့တစ္ဆာရှိတဲ့ခွေးလေးကလည်းသူ့ဘေးမှာလဲချနေခဲ့ပါတယ်။ခဏကြာတော့ဇနီးဖြစ်သူဟာသူ့ခင်မုန်းရဲ့ခန္ဓာကိုယ်စီကိုရှောက်လာခဲ့ပါတယ်။ဒါပေမဲ့သူမရောက်ခင်မှာပဲဗီဒီယိုထဲမှာနောက်ထပ် drone တစ်စင်းပေါ်လာခဲ့ပါတယ်။ ။ဘာဖြစ်တော့မယ်ဆိုတာသိနေတဲ့အတွက်သူမဟာဆူတောင်းပြီးလဝက်ကတ်တိုင်ပုံလှုပ်ခဲ့ပါရီ။အဲဒီနောက်မှာတော့ဒုတိယအကြိမ်ပောက်ခွဲမှုဖြစ်ပါရီ။အဲဒီနောက်မှာတော့ဗီဒီယိုလည်းပြီးဆုံးသွားခဲ့ပါရီ။အတန်နှောင်းပြောက်သွားခဲ့ရပြီးအိမ်တလုံးဟာလူမရှိပဲလွတ်နေခဲ့ကခွေးလေးကလည်းတခင်ပေးမှတည်ဆုံးခဲ့ရပါရီ။ယူကရိန်းကသူတို့ရဲ့ထောက်လိုင်း drone ကနေရိုက်ကူးထားတဲ့ဒီဗီဒီယိုဖိုင်ကိုထုတ်ပြတဲ့အခါကဘာကြီးကထိတ်လန့်ခဲ့ရပါရီ။လူအခွင့်အရေးအဖွဲ့အစည်းတွေကဒီလောက်ရက်ကိုပြင်းထန်စွာဝေဖန်ခဲ့ကြပါရီ။ကဘာတော်ဝန်ကနိုင်ငံရေးသမားတွေကလည်းဒါဆိုးဝါးတဲ့လောက်ရက်လို့ဖြစ်တင်ရှုံချကြပါရီ။ ရုရှားကလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ကုလသမဂ္ဂကတော့ဒီလိုကိစ္စကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ယာစုမှုဖြစ်နိုင်တယ်လို့သတ်မှတ်ခဲ့ကြပါတယ်။ဖြူယောင်အလန်ဟာဘေကင်းလုံခြုံမှုကိုဆိုလိုပေမဲ့ပူတင်ရဲ့ drone တပ်ဖွဲ့တွေအတွက်တော့ဘာအထိတ်ပဲမှမရှိခဲ့ပါဘူး။ဒီအချိန်မှာပဲယူကရိန်းကလက်တော့ပြန်ခဲ့ပြီးပူတင်အရေးကြီးဆုံးထားတဲ့အရာဖြစ်တဲ့သူ့ရဲ့ drone စက်ရုံကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့ပါတယ်။ဒါကဗီဒီယိုရဲ့အစပိုင်းမှာလူကြီးမင်းတို့တွေ့ရတဲ့မြင်ကွင်းပါ။ ဒါပေမဲ့လူကြီးမင်းတို့မမြင်ခဲ့တာကဒီစစ်ရုံထဲမှာခဲယမ်းတွေအများကြီးရှိနေတဲ့အတွက်ပထမတိုက်ခိုက်မှုအပြီးမှာပောက်ကွဲမှုတွေထပ်ဖြစ်ခဲ့တာပါရုရှားမီဒီယာတွေအရဒေါနက်စစ်အခြေစိုက်စခန်းကိုတိုက်ခိုက်ရမှာ Giro 2 Kamikaze drone အစီးတစ်ထောင်ကျော်ဖျက်ဆီးခံခဲ့ရပါတယ်ဒီတိုက်ခိုက်မှုမှာယူကရိန်းဒုံးကျည်နဲ့တိုက်ခိုက် drone တွေနှစ်မျိုးလုံးပါဝင်ခဲ့ပါတယ်ဒီအတွက်လည်းစစ်အခြေစိုက်စခန်းကခဲယမ်းတူလောင်ယုံစီလောင်ယုံ UAV လွှတ်တင်ရေးနေရာတွေဖျက်ဆီးခံခဲ့ရပြီးဒါအပြင်စစ်နေတွေလည်းဖျက်ဆီးခဲ့ပါတယ် စုစုပေါင်း drone တစ်ထောင်အပြင်စစ်ပစ္စည်းကောင်1500လည်းလုံးဝဆုံးရှုံးခဲ့ရပါတယ်။ပူတင်အတွက်ကြောက်စရာအကောင်းဆုံးအပိုင်းကသူ့ရဲ့စစ်ရုံဆုံးရှုံးသွားတာမဟုတ်ပါဘူး။ကြောက်စရာအကောင်းဆုံးအပိုင်းကယူကရိန်းဒုံးတွေမှာကပဲယူကရိန်းဒုံးကြီးတွေပါသူ့ရဲ့စစ်အခြေစိုက်စခန်းစီကိုအတားအဆီးမရှိပြန်တန်းလာနေတာပါ။ဒါဟာမနစ်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ဖြစ်ပြီးအခုဆိုရင်တော့နေ့စဉ်လိုလိုဖြစ်လာနေပါပြီ။အဲ့ဒီအပြင်ရုရှားတင်ပိုက်ထားတဲ့နယ်မြေတွေမှာတွေမဟုတ်ပဲရုရှားနိုင်ငံရဲ့အတွင်းပိုင်းအထိပါဖြစ်ပေါ်နေတာပါ။ ။ဒါကြောင့်ရုရှားမျိုးတွေဟာအခုဆိုရင်မီးပြတ်နေပြီးရက်ပေါင်းများစွာကြောင့်မီးပြတ်နေပါတယ်။လွန်ခဲ့တဲ့နှစ်ညကနိုဝင်ဘာလ၄ရက်နေ့မှာဖလာဒီမာ850ကီလိုဗုတ်တအားခွဲရုံကိုယူကရိန်းကတတိယအကြိမ်မြောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါမော်စကိုမြို့ကိုတိုက်ရိုက်မီးပေးတဲ့အရေးကြီးတဲ့တအားပေးစိတ်အုံဖြစ်ပြီးယူကရိန်းကဒါကိုတိုက်ခိုက်တာပါ။ယူကရိန်းဟာဒီတိုက်ခိုက်မှုကိုကြိုတင်ပြီးလုပ်နေတာမဟုတ်ပါဘူး။သူတို့ကရုရှားကယူကရိန်းတအားပေးစစ်ရုံတွေကိုတိုက်ခိုက်တာကိုတုံ့ပြန်နေတာဖြစ်ပြီးပူတင်ကိုနာကျင်မှုခံစားရအောင်လုပ်နေတာပါ။ဒါကြောင့်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေဟာ မော်စကိုမြို့ကိုမီးပေးနေတဲ့ဒါဘေးစစ်ရုံတွေစီကိုဥတည်နေရပါကဲဒီမြေပုံကိုကြည့်ကြည့်လိုက်ပါယူကရိန်းကလိုခဲ့တဲ့ရက်30အတွင်းမှာတိုက်ခတ်ခဲ့တဲ့ဒါဘေးစစ်ရုံတွေအားလုံးကိုကြည့်ပါသူတို့အားလုံးဟာမော်စကိုရဲ့ပတ်ပတ်လည်မှာရှိနေပြီပိုအရေးကြီးတာကတော့သူတို့စီကမီးဟာမြို့တော်စီကိုရောက်နေတာပါဗလာဒီမာအပတ်စဉ်3စစ်ရုံကိုယူကရိန်းကနိုဝင်ဘာလ3ရက်နေ့မှာတိုက်ခတ်ခဲ့တယ်ဆိုတာကျွန်တော်တို့ခုနကပြောခဲ့တာပါအခုဆိုရင်တော့ရက်30လောက်အတွင်းမှာ၃ချိန်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။အောက်ဖက်မှာတော့ Fallo Derby စေုံရှိပါတယ်။ ယူကရိန်းကဒါဂိုဗလာဒီမာဒါဘေးစစ်ရုံတိုက်ခိုက်ခဲ့တဲ့ညမှာပဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့ရည်ရွယ်ချက်ကတော့ပူတင်ရရှိနေတဲ့လျှက်စစ်တာကိုတဖြည်းဖြည်းချင်းရပ်တန့်ပစ်ဖို့ပါ။ဒါမှပူတင်နဲ့သူ့ရဲ့လူတွေဟာယူကရိန်းကလုံခဲ့တဲ့တုံးနှစ်တာစောင်းရာသီတွေခံစားခဲ့ရတဲ့နာကျင်မှုတွေကိုစတင်ခံစားစီမှာပါ။ဒါကြောင့်နောက်တနေ့မှာပဲယူကရိန်းဟာဖလမင်ဂိုခရုစ်ဒုံးကြီးကိုအုံပြပြီးရုရှားရဲ့အကြီးဆုံးဒါဘေးစစ်ရုံတွေကတခုဖြစ်တဲ့ Oral အပူပေးဒါဘေးစစ်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်။သတင်းစကားကလည်းရှင်းပါတယ်။ ရုရှားကယူကရိန်းရဲ့စွမ်းအင်စနစ်ကိုဖျက်ဆီးဖို့အစီအစဉ်တွေကိုလက်မလျှော့ရင်ရုရှားရဲ့စနစ်တွေလည်းဖျက်ဆီးခံလိုက်ရမယ်ဆိုတာပါကျွန်တော်တို့ကရုရှားရဲ့အကြီးအကဲစီချက်ဆက်ယုံဖြစ်တဲ့ Nino Novagrad ကိုတွားခဲ့တဲ့ယူကရိန်း drone တွေရဲ့ file လည်းရှိပါတယ်ဒီနေရာကမော်စကိုမြို့အတွက်လည်းအရေးကြီးပါတယ်ဘာလို့လဲဆိုတော့တနည်းကိုရုရှား C 78တန်းခန့်ကိုအဲ့ဒီမှာစီမံထုတ်လုပ်ပေးနေလို့ပါအဲ့ဒီအပြင်ရုရှားပြည်တွင်မှာအသုံးပြုနေတဲ့ဓာတ်ဆီရဲ့30ရာခိုင်နှုန်းခန့်တနိုင်ငံလုံးသုံးဆွဲမှုရဲ့သုံးပုံတစ်ပုံလောက်ကိုအဲ့ဒီကနေချက်လုပ်ပေးနေတာပါ ဒါဟာအမတန်ကြီးမားတဲ့ကိစ္စပါ။ဒါကြောင့်ယူကရိန်းဒရုန်းတွေဟာမြို့ထဲမှာအတော်လေးအလုရှုံနေခဲ့ကြပါရယ်။ Nivagrad မြို့ရဲ့နောက်ဆက်တွဲပုံတွေကိုကြည့်ကြည့်လိုက်ပါ။မြို့ထဲမှာမီးတွေလုံးဝပြတ်တောက်နေပြီးယူကရိန်းကတနိုင်ငံလုံးကလျှက်စစ်ဒါဟာစနစ်ကိုတဖြည်းဖြည်းဖြိုခွဲနေတဲ့အတွက်ရုရှားအတွက်အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါရယ်။ဒီပုံတွေကိုကြည့်ပြီးပူတင်ကိုချီးကျူးပါမှာပါ။သူကကျွန်တော်တို့မျက်စိရှိမှာပဲဆိုဗီယက်ယူနီယံကိုတကယ်ပြန်လဲတိဆောက်နေတာပါ။ရုရှားမျိုးတွေဟာဆိုဗီယက်ယူနီယံခက်ကလိုပဲလာနီးပါညာတိုင်းလိုတော့အမှောင်နဲ့ကြာစင်နေပါရယ်။ အခုလဲဖလာဒီမာလို့နာမည်ပေးထားတဲ့ရုရှားမျိုးစီကိုအဲ့ဒီအမှောင်တို့ရောက်ရှိသွားပါပြီဒီ drone video ကိုကြည့်ကြည့်လိုက်ပါယူကရိန်းရဲ့တိုက်ခိုက်မှုတွေကမကြခင်မှာပဲနှိကွေးတော့မှာမဟုတ်ဘူးလို့လောင်ကြီးထည့်ရပါတယ်။ယူကရိန်းကိုယ်တိုင်က Neptune ဒုံးကြီးတွေနဲ့ Flamingo ဒုံးကြီးတွေကိုပို့ပြီးထုတ်လုပ်မယ်ဆိုတာကိုပြောခဲ့ပြီးပါပြီ အဲ့ဒီအပြင်ယူကရိန်းကရုရှားနိုင်ငံထဲမှာဘာတွေလုံနိုင်တယ်ဆိုတာကိုမြင်ရပြီးတဲ့နောက် UK ကလည်း Storm Shadow ဒုံးကျည်တွေကိုယူကရိန်းကိုပို့ပေးမယ်လို့ကြေညာခဲ့ပါတယ်။ပူတင်ရဲ့ကမ္ဘာပေါ်မှာဒုတိယအင်အားကြီးဆုံးစစ်တပ်အတွက်တော့ရုရှားရဲ့လေကြောင်းရံကာကွယ်ရေးစနစ်တွေဟာယူကရိန်းဒုံးကျည်တွေထက်ရုရှားရဲ့အခြေခံအဆောက်အုံတွေကိုပို့ပြီးပျက်စီးစေနေပုံရပါတယ်။ယူကရိန်းဒုံးကျည်တွေကိုမထီဘဲရုရှားရဲ့လေကြောင်းရံကာကွယ်ရေးဒုံးကျည်ကရုရှားအဆောက်အုံတစ်ခုကိုထိမှန်သွားခဲ့တဲ့ပြီးခဲ့တဲ့ညဗီဒီယိုဖိုင်ကိုကြည့်ကြည့်လိုက်ပါ။ ဘရိုကရော့စ်မှာရုရှားတပ်ဖွဲ့တွေရှေ့တိုးနေတယ်ဆိုတာကိုတချို့ကကြားပြီးသားဖြစ်ပါလိမ့်မယ်။ပူတင်ကလွန်ခဲ့တဲ့နှစ်ပတ်ကပြောခဲ့တယ်လို့မျိုးမျိုးကိုဝန်းရံထားတာမျိုးတော့မဟုတ်သေးပါဘူး။ဒါပေမဲ့သူတို့တိုးတက်မှုတော့ရှိနေပါသေးတယ်။နေကွေပြီးအကြအဆုံများပြီမဲ့တိုးတက်မှုကရှိနေတာပါ။အဲဒီမှာတိုက်ပွဲကကြမ်းတမ်းနေပါသေးတယ်။ယူကရိန်းဟာတပ်ဦးကိုအင်အားဖြည့်ထားပြီးယူကရိန်းတပ်ဖွဲ့တွေကအင်အားတစ်ခုပြီးတစ်ခုတိုက်ခိုက်ပြီးရုရှားရဲ့ရှေ့တိုးလာမှုကိုပြန်တွန်းလှန်ဖို့ကြိုးစားနေတဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။